မင်္ဂလာပါရှင်အော်တိုဘာလ9ရက်တနင်္ဂနွေနေ့ရက်တိမဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အစ္စရေးတစားကန်အားလုံးပြန်လှုပ်ဖို့ဟာမတ်ဘွေသဘောတူပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ဂါဇာမှာကြန့်ရှိနေတဲ့အစ္စရေးတစားကန်အားလုံးကိုလှုပ်ပေးဖို့သဘောတူတယ်လို့ဟာမတ်အဖွဲ့ကပြောကြားလိုက်ပြီးဒီလိုအခြေအနေမှာအစ္စရေးအနေနဲ့ဂါဇာမှာပုံကျဲတိုက်ခိုက်တာတွေရပ်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်တွန်းလိုက်ပါတယ်။ငြိမ်းချမ်းရေးအစီအစဉ်ကိုလက်ခံဖို့ဒါမှမဟုတ်ရင်စိုးရတဲ့အဆုံးသတ်နဲ့ရင်ဆိုင်ရမယ်ဆိုပြီး ဟာမတ်စ်ကိုတနင်္လာနေ့ကနောက်ဆုံးရက်သတ်မှတ်ပေးပြီးနောက်နာယီပိုင်းအကြာမှာကြေညာချက်တွေထွက်ပေါ်လာတာပါတစားကန်တွေပြန်လှည့်ရေးသဘောတူညီခဲ့ကြအောင်ဟာမတ်စ်ကပြောပေမဲ့ဂါဇာကမ်းမြောင်ဒေသဆိုင်ရာအမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်မှာဖော်ပြထားတဲ့ပြဿနာများပြားအတွက်နောက်ထပ်ညှိနှိုင်းမှုတွေပြုလုပ်ရအောင်မယ်လို့ဆိုပါတယ်။အစ္စရေးအနေနဲ့ဒေါ်နယ်ထရန့်အဆိုပြုချက်ရဲ့ပထမအဆင့်အစီအစဉ်ကိုချက်ချင်းအကောင့်ထည့်ဖို့ပြင်ဆင်နေတယ်လို့ဝန်ကြီးချုပ်နက်တန်ယာဟုကပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသကိုဘုံကျဲတိုက်ခိုက်တာကိုရည်တံဖို့အစ္စရေးကိုတိုက်တွန်းထားတာကြောင့်ဟာမတ်စ်တို့ဟာလည်းထာဝရငြိမ်းချမ်းရေးအတွက်အသင့်ဖြစ်နေပြီလို့ယုံကြည်ကြောင်းဒေါ်နယ်ထရန့်ကလူမှုကွန်ရက်မှာရေးသားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ချတ်မြူနဲ့မဲဆောက်မြူကြားလမ်းမတွင်မြန်မာဘက်သူပို့မဲ့ဒုံသီးနဲ့ကြီးစံများဖမ်းဆီးရမိတဲ့တွင်ဖြစ်ပါတယ်။စက်တင်ဘာ၂ရက်မွန်လွဲ၁၂နာရီခွဲခန့်ကဘန်ကောက်ထတ်မြူဘက်မှမဲဆောက်သူလာတဲ့ရင်စည်းအားမဲဆောက်ဝင်တောင်ကြားဂိတ်ဖြစ်တဲ့မဲဆောက်ခရိုင် ်တာစမြူနဲ့မဲဆောက်သွားလမ်းမမဲဆောက်အဝင်စစ်စည်ရေးဂိတ်တွင်ဘန်ကောက်လိုင်စင်မီဆူဘီရှိပါဂျီရိုတစီကိုစစ်စည်ရာမြန်မာဘက်သို့ပို့မယ်လို့ယူဆရတဲ့ဒုံးသီးနဲ့ကြီးစံများအားဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းများရဲ့ဖော်ပြချက်အရသိရပါတယ်။အစူပါမော်တော်ယာဉ်အားမောင်းနှင်လာသူအမျိုးသားနဲ့အဖို့တူမှာနော်ဒဘူရီခိုင်ဘန်ကရန်ခိုင်တွင်နေထိုင်သူမစ္စတာခရနဲ့ဘန်ကောက်တွင်နေထိုင်သူမစ္စတာတောင်းလို့ဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးရမိတဲ့ဒုံးသီးများမှာ၈၁မီလီမီတာလောင်ချာကြီးအလုံး၄၀ 40မီလီမီတာ RPG ကြီးထိပ်ဘူး25လုံးပိုရန်25ခု5.56မီလီမီတာကြီး1640တောင်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။